ပရိသတ်များအားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်မနေ့အစောကြီးဒေါ်ယူကလက်ထဲက coffee ကွက်ကမ်းပြီးဝရဏမှာထိုင်ပြီးတော့တောင်းနေခဲ့ပါတယ်မနေ့အစောကြီး coffee တောင်းရတာအရင်အရသာရှိရပဲဗရန်တာမှာထိုင်တော့ရတာပိုးတော့အရသာရှိသွားတယ်လူတိုင်းဟာငှက်လောက်ကံမကောင်းလေ ငါလိုမျိုးသုံးထက်တိုက်လည်းမစောင့်နိုင်ကြဘူး။မာနာကြီးတဲ့ဒေါ်ယူဟာအင်းရှိမှထိုင်နေတဲ့ဒေါ်နှင်းကြောင်လို့စကားကိုစောင်းပြောလိုက်ပါတော့တယ်။ဒေါ်နှင်းတို့မိသားစုက အင်းကားဘဘနဲ့အဆင်ပြေအောင်လို့လဲပတ်နေရတာပါ။တရားကြီးဒီလောက်နေပူနေတာအုံနောက်ပြတ်တော့မယ်။အိမ်ထဲမှာဘလောက်တောင်ပူလဲဆိုရင် ထိုင်လို့တော့မရဘူး။အင်းကားခပေးနေရတာတော့မှစိတ်မချမ်းသာရဘူး။ဘယ်ချိန်ကျမှငါတို့ကိုယ်ပိုင်စောင့်နိုင်မှလဲ။ဒေါ်နှင်းအင်းကားကကိစ္စညှိနေတာကိုကြားတော့ ဒေါ်ယူကပို့ပြီးတော့တောင်စကားဆောင်ပြောလို့ရာသွားပါတော့တယ်။ဟင်းပယောစိတ်ကစင်ဖြစ်ချင်နေတဲ့ပုံစံမယ်။ပဆက်ကပြောလိုက်တာနဲ့အိမ်ဆောက်လို့ရမှာမဟုတ်ဘူး။အိမ်တစ်ခါဆောက်လို့ရှိရင်ပတ်စံတွေတိမ်မောင်းများစွာကုန်တာ။ဖခင်ကနင့်ကိုတားနှောက်ပေးထားပေမဲ့နှောက်လုံးကဘာမှသုံးစားမရဘူး။ငါရဲ့တားဆိုရင်လေသူတယောက်တည်းရဲ့ကြိုးစားမှုနဲ့သုံးထက်တိုက်တလုံးဆောက်ထားပေးတာ။အမရဲ့သားလေးကအိမ်ဆောက်ထားတာအရန်ကောင်းတယ်။ဒါပေမဲ့အမရဲ့သားလေးလိုမျိုးကျမသားလေးကစီးပွားရေးလုပ်ငန်းရှင်မဟုတ်ဘူးလေ ူတနေ့လုံးဖန်ကောင်းမောင်းနေရတယ်မောင်းလို့ရတဲ့ပတ်စံနဲ့ညီမတို့တအိမ်လုံးလှုပ်ကျင်းနေတာဖျားသာဆန်းနှားရှိမယ်ဆိုရင်ညီမရဲ့သားလေးနှောက်လဲတနေရာမဟုတ်တနေရာရမှာအိမ်ပိုင်လာမှာပါအေးအေးငါသွားတော့မယ်ငါရဲ့သုံးထက်ကြိုက်ကိုတန်ရှင်းလုပ်ဖို့အတွက်အလို့သမားတွေခေါ်ထားသေးတယ်ဒေါ်ယူဟာဒေါ်နှင်းကိုသူ့ဘဝအဆင့်နှိမ့်နေဆိုတာပြသဖို့သူ့ရှင်ပါအမြဲတမ်းကိုယ့်ရဲ့သုံးထက်ကြိုက်ကောင်းကြောင်းကိုပဲပြောတတ်ပါတယ်ဒေါ်နေဟာအမြဲတမ်းစိတ်ရှည်လက်ရှည်နေဒေါ်ယူပြောသမျှကိုတီးခံပြီးနားထောင်ခဲ့ပါတယ် အာကာကမြူရဲကိုလှုပ်သွားလှုပ်ပါရယ်အကူကြီးဖြစ်တဲ့သူတဟာဘန်ကာမောင်းပြီးတလကိုလာစား၅သိမ့်မိတ်ရပါရယ်သူရရလာစားဟာတိန်လုံးရဲ့စားနေရိတ်ခါအတွက်ဝင်းရင်နဲ့ပဲကုံဆုံးသွားတတ်ပါရယ်အရုတိတဲ့အတိုင်းပဲအင်ကန်းကဇီးပေါ်လီကြုံတွေ့ရတဲ့ပြဿနာများလီပဲတိန်လုံးကအနာအဆာများပြီးခေါမိုးကပပလီပဲရှိတယ်ပေါက်နေတဲ့နေရာကနေရောင်ကြီးတွေကလည်းအခန်းထဲကိုတိုက်ရိုက်ဝင်နေတယ်မိုးရသည်ရောက်ရင်ခြေနေကလည်းအိုက်ထက်ဆိုးတယ် နေရည်နည်းရပျက်စီးနေတာမို့လို့နေရထိုင်ရတာလည်းအဆင်မပြေဘူးအမေအဲ့ဒီတော်ယူကသူ့မှာတုံးထက်တက်ရှိတယ်ဆိုတာအများကြီးကြောက်ရင်နော်သူကဘာလို့အများကြီးကြောက်နေရလဲသူ့မှာရှိတော့သမီးတို့ဘာကြောက်ရနေလို့နားထောင်နေရလဲသမီးတို့ဘယ်နေရာမှာပဲနေနေကိုပစံဘေဘီကိုနေနေရလေအဲ့ဒါကြောင့်သူပြောတဲ့စကားတွေနားထောင်မနေနဲ့သူ့ဘာသာပြောပါစေသမီးရဲ့ငါတို့ဒီအိမ်ငါးဘဝကိုရက်ပိုင်းလောက်ပဲနေရမှာပါသူတာမြို့ရဲအလှရှာဖို့သွားတယ်လေသူပစံရှာပြီးပြန်လာရင် ရှီတလာပတ်စံနဲ့သုံးလက်ထက်ရှိတဲ့အင်းတသေးလေးစောက်ပြီးနေကြမယ်။မိမကြီးပူရီချက်လို့မပြီးသေးဘူးလား။ငါလောက်တော့ဖို့နောက်ကျနေပြီ။ကိုးနိုင်မထိုးခင်ဗန်နဲ့အလုတ်ကိုရောက်သွားရမယ်။အလုတ်ရောက်တာနဲ့ပစ္စည်းတင်တဲ့အချိန်ဟာရှိသေးတယ်လေ။ဟင်းကချက်လို့ပြီးသွားပြီ။ပူတီချက်ဖို့ပဲကြံတာ။ကျမအခုချက်ချင်းချက်ပေးမယ်။မရတော့ဘူး။ငါနောက်ကျနေမယ်။နေကင်းကြမှပြန်လာပြီးတော့စားလိုက်မယ်လေ။ဒါလေးရဲ့ပူတီပြီးဘွား7မိနစ်လောက်ပဲကြာမှာ။စားပြီးမှသွားပါလား။တနေကုန်ကားမောင်းရမှာမစားဘဲသွားရင်ဘယ်အားရှိပါမလဲ။ အရင်တော့ငါတို့မှမိဖို့နှခုရှိရလေဟုတ်တယ်မေမိဖို့ကြိုးသွားလို့မဟုတ်ရင်သမီးမြန်မြန်ချက်ပေးတယ်အေးသမီးရေငါအိမ်ရှိမှမိဖို့နှခုဆောက်ပေးမယ်အဲ့ဒီချိန်ကြမှာအေးအေးဆေးဆေးချက်တော့ဘလို့ပဲဖြစ်ဖြစ်နေရန်ပူတာဆိုတော့အစရေအခန်းတော်တော်ပူတာအိမ်ထဲမှာထမင်းစားချက်တည်းကပိုးရောင်ပူလာတယ်အဖသမီးတို့မိဖို့ကြောင့်ရှိတဲ့အိမ်ကိုဝဲကြမယ်လေမြည်တီရာရဲ့စကားကိုကြားတော့ဒေါ်နေလိုက်မျက်ရည်ဝေးသွားပါတော့တယ်စိတ်မပူနဲ့မြည်လေးရဲ့ငါတို့ကိုပါအိမ်ရှိလိုက် ။သမီးလေးစားဖို့အခန်းသက်သက်စောက်ပေးမယ်။ခဏလောက်နေတော့လက်လာကချက်ပြုတ်ပြင်းစင်ပြီးအကုန်လုံးကိုခူးကျွေးလိုက်ပါတော့တယ်။သူစားရင်အမြင်ဆောင်နဲ့တင်ပြီးတော့ဖြာခင်းလိုက်တော့နော်။အကုန်လုံးပူရီပူပူလေးစားဖို့ခေါ်လိုက်။သူစားကဖြာကိုခင်းလိုက်ပြီးလက်လာကအကုန်လုံးအတွက်ခူးထည့်ပေးလိုက်ပါတယ်။အမေအဖေစားစရာပူပူလေးချက်ထားတာမြင်မြင်စားလိုက်ကြနော်။ချွေးမရဲ့အခန်းတလောက်ပူတာစားစရာကိုပူပူလေးမစားကြတော့ဘူးအရေးတဲ့အခန်းကလည်းတစ်ချိန်လုံးပူနေတော့တာပဲ ယောက်ျားရဲ့အိမ်ရဲ့အမောကဆောင်းလောက်ပပလေးပဲရှိတော့ ਆ လေအိမ်ရှင်သာအပေါ်မှာနောက်ထပ်အထက်တွေဆောက်ထားမယ်ဆိုရင်အောက်ဆုံးထက်ကနည်းနည်းလောက်အေးမှာပေါ့ပန်ကပွင့်တော့လည်းဘာမှမထူးထွက်တက်လေရရမ်းပူတယ်အကုန်လုံးကစားစရာတွေကိုလေးနဲ့မှုတ်မှုတ်ပြီးတော့စားလိုက်ကြပါတော့တယ်။နိုင်ရင်နေငယ်ကြမှာတော့အာကာကသူ့ရဲ့ဗန်ကားနဲ့နီလီစာစားဖို့အိမ်ပြန်လာခဲ့ပါတယ်။အိမ်ရှိမှနေရာမရှိတာကြောင့်အာကာဟာသူ့ရဲ့ဗန်ကားကိုဒုံယူအိမ်ရှိမှရက်လိုက်ပါတော့တယ်။ မိမကြီးငါ့ကိုစားစရာတွေအမြန်ခူးပေးပါအောင်။ယောက်ျားရှင်ခူးမပြင်ဟုတ်တာလေ။ခဏလောက်ထိုင်ပြီးနားပါအောင်။ကျွန်မအခုပဲစားစရာတွေခူးပေးမယ်။တာဒီနေ့ကားမယူလားဟုတ်လား။အမေတာကားကိုဒေါ်ယူရဲ့အင်းရှိမှာရပ်ထားတယ်။ဒေါ်ယူရဲ့အင်းရှိမှာကားရပ်ထားတာမြင်တော့တုံနှင်းကသမီးလေးရဲ့အာကားကိုထမင်းမြန်ခူးပေးလိုက်တော့တာအမြန်စားပြီးရင်သူ့အင်းရှိကနေကားကိုဖယ်လိုက်။ဘေးအိမ်ကအန်တီရဲ့အကြောင်းကိုတာလည်းသိနေရပဲ။သူကတာရဲ့ကားကိုလုံးဝရက်ခွင့်ပေးမှာမဟုတ်ဘူး။ ။ဟုတ်ကဲ့မေ။တားစားပြီးတော့အခုပဲဖယ်လိုက်မယ်။ချေးမကြီးအမြန်ခူတော့။လာလာကယောက်ျားအတွက်စားဖို့ခူးလာခဲ့ပါတယ်။ဒီချိန်မှာဘေးအီမောင်ဂျိုယူကအင်းရှိထွက်တုံအောင်ကားရဲ့ဗန်ကားကိုမြင်ပြီးစိတ်တူလာခဲ့ပါတယ်။ဒီစင်းရတဲ့အိမ်ကြီးချင်းတွေကငါရဲ့အိမ်ကိုကားပါကင်များမှတ်နေလားမသိဘူး။ဘယ်ချိန်မှကြည့်ကြည့်သူတို့ရဲ့ကားဆုံငါ့ရှေ့မှာလာရဲ့ကြတယ်။ထဲအနှင်းရဲ့နင်သားလေးကိုငါစီခနာလွတ်လိုက်စမ်း။အမယူရဲ့သားလေးကအခုမှစားဖို့ထိုင်နေတာ။ တခုခုပြောဖို့ရှိလို့လားငါဘာမှမပြောရင်ငါ့ကိုခွင်ကောင်းမြူကြနဲ့နော်သူကြိုက်တဲ့ချိန်ငါရဲ့အိမ်ရှိမှာကောက်ကိုထိုးထိုးရက်ထားတယ်ငါရဲ့သုံးထက်တိုက်ကိုမြင်မကောက်အောင်လောက်ခွင့်မရှိဘူးလေဒေါ်ယူပါဇက်ကနေသူ့ရဲ့သုံးထက်တိုက်ကောင်းချောင်းကိုထက်ခါတလေလေးကြားလိုက်ရတာမို့ဒေါ်နေလေးစိတ်တူလာခဲ့ပါ रे နင်ပါလို့အမြဲတမ်းကိုယ့်ရဲ့သုံးထက်တိုက်ကောင်းချောင်းပြောနေရလဲငါရဲ့သားလေးကနေ့အရှိမကာခဏရက်တာဘာမှဖြစ်သွားမှာမလို့လေနင်ပြောတာပဲမှန်ပါ रे ခြံနဲ့မြေကငါပိုင်တာ နင်တို့ကလှုပ်ချင်တာလှုပ်ကြမယ်ပေါ့ပြီးရင်နင်တို့ရဲ့ van ကအရင်ကြီးတော့ငါ့ရဲ့နလွာလောက်ကိုဖုံးထားတယ်နင်တို့ရဲ့ကောက်အခုချက်ချင်းဖယ်ပေးကြငါ့အိမ်ကိုအဖြူရောင်စေးတုံနေတာခဏနေစေးတုပ်တဲ့သူတွေရောက်လာလိမ့်မယ်နောက်၄ရက်နေငါသားလေးမင်္ဂလာဆောင်တော့မှာဒေါ်ကြီးတို့အပြင်မှာစကားပြောနေတဲ့အတန်ကြားတော့တိုက်ထဲကနေဦးဆိုင်ထွက်လာပြီးစကားကိုချွတ်ချွတ်တတလီပြောလိုက်ပါတော့တယ်မိမရဲ့လှုပ်ပြီးလိုက်ပါကောက်ခဏလေးပဲရက်တာလေလူတွေကသူတို့နေတဲ့နေရာမှာတင်းတင်းမြတ်မြတ်နေတဲ့နေ အင်းနီနာချင်းဆိုတာကိုယ့်ရဲ့ဒုတိယမိသားစုလိုပဲလေသူတို့နဲ့ကျမမှာပါတူညီချမ်းမှမရှိဘူးသူတို့လိုအိမ်ငါးပြီးနေတဲ့လူတွေကကျမတို့နဲ့ဘလို့ဖြစ်ပြီးလဲပဲတူမှာလဲဟမ်ဒေါ်ယူရဲ့စကားကြောင့်ဒေါ်နေလေးစိတ်မကောင်းဖြစ်သွားပါတော့တယ်တော်ပါတော့အမရဲ့ကျမတို့အိမ်ငါးပြီးနေတာမှန်ပေမဲ့ရတလောက်ပတ်စံနဲ့စင်စင်ရဲရဲလေးနေထိုင်ကြတယ်အခုချိန်နေရှင်တို့ရဲ့သုံးထက်တိုက်ကပြည့်စည်တခုမှလာပြီးလက်ဖြန့်တောင်းတာမရှိဘူးသေးဘူးနင်တို့ကပဲပတ်စံနဲ့လာတောင်းမှလဲငါအိမ်မှာနင်တို့နဲ့ပတ်သက်တာဘာရှိလို့လဲ နင်တို့လိုဆင်းရဲတဲ့မိသားစုနဲ့စကားပြောရတာတော့ငါမကြိုက်ဘူးစိတ်ပြတ်ဖို့ကောင်းတဲ့ဆင်းရဲသားတွေယောက်ျားလာသွားမယ်စကားမြားသွားတာမြင်တော့အာကာလေးထမင်းစားနေတာကိုရက်ပြီးကားဖေးဖို့ရောက်လာခဲ့ပါတယ်အာကာမောင်းတဲ့ဗန်ကားကတခြားဗန်ကားနေရှင်ရင်တော်တော်ကြီးပြီးတော့ကားကလေးပူကျဲပါတယ်ဘလောက်တောင်ကြီးလဲဆိုရင် ကားပေါ်မှာသုံးထပ်တိုက်ဆောက်လို့ရပါတယ်သူတို့ရဲ့အင်းရှိမှာနေရာသိမ့်မရှိတဲ့အခါမှာတော့ကားရက်လို့မရပါဘူး။တပြေးပြေးနဲ့အချိန်နှစ်ရက်လောက်ကြာသွားပါတော့တယ်။ တညမှာတော့စင်းရဲတဲ့မိသားစုကတိမ်လုံးညစာတူစားနေခဲ့ကြပါတယ်။ဒါလည်းဘာဖြစ်တာလဲ။အင်ဟိုကားယူမလာတာ3-4ရက်ရှိပြီ။ဘာဖြစ်တာလဲ။တတိယကားပြန်သိမ်းလိုက်တာလား။မဟုတ်ပါဘူးဖေရဲ။ဒါဗန်ကားကိုကားပါကင်မှာထိုးလာတာ3-4ရက်လောက်ရှိပြီ။နေတိုင်းပတ်စံ3000ယူပေမဲ့အင်းနီနာချင်းနဲ့ရံမဖြစ်ရတော့ဘူးလေ။ဒါပေမဲ့အကိုအခုလိုပြင်မှာပတ်စံ3နေမယ်ဆိုရင်အင်အတွက်ဘလို့ပတ်စံစုမှာလဲ။သူစာပြောတာမှန်နေသား။ နောက်ထပ်ရက်နည်းနည်းနဲ့တားရဲ့ညီလေးကမင်္ဂလာဆောင်တော့မှလေအမေကချွေးမအစ်စ်ကိုအမေတို့ရဲ့ကိုပိုင်ဆောက်ပြီးမှအိမ်သက်ထဲကိုလာစေချင်တာဟုတ်တယ်ယောက်ျားငါတို့ရဲ့အိမ်ကမင်္ဂလာဆောင်ရင်မို့လို့အတုံးစိတ်တွေအတွက်ချွေးသားရေးလုံးမရမယ်သုံးစရာရှိသမျှတေချာလျှော့တော့မှဘလို့ပဲဖြစ်ဖြစ်ရက်နည်းနည်းလောက်နဲ့ကျမတို့အနေဆုံးတစ်ထပ်တိုက်လောက်စောင့်နိုင်မှာပါဒါနားမလည်နိုင်တာကအမေတို့ဘာလို့ကြည့်ပြီးအိမ်ဆောက်မယ်ပြောနေတာလဲတားရှာသမျှပတ်စံတွေရလဲအိမ်သုံးစိတ်မှာပဲကုံတော့တယ်အခုလိုကုံစင်းလုံးတွေတက်နေတဲ့အချိန်မှာ မြေဝယ်ပြီးအိမ်ဆောက်တာကလေးကစားစရာလိုလွဲမနေဘူး။တားရတဲ့လာစာ၅သိန်းရအိမ်လာကထမင်းဖို့ဟင်းဖို့ကလေးတွေရဲ့ကျောင်းစီရဲ့ကျူရှင်စီရဲ့နဲ့အဖေရဲ့စေးဖို့အတွက်သုံးရက်နဲ့ကုန်သွားတယ်လေ။မြေဝယ်ဖို့အတွက်ပတ်စံတပြားမှလည်းမစုနိုင်ဘူး။တာကောင်းအစကလေးကပူနေတာနောက်ထပ်ဆင်းညက်စရာတွေမပေးပါနဲ့။ရနေနေ့လောက်ကြာလာတဲ့အချိန်လက်လာကဝီဖြူးနဲ့တီတာကိုခေါ်ပြီးဈေးကိုသွားပါတော့တယ်။ဈေးရောက်တဲ့အချိန်ဈေးမှာဖူဘန်တစည်းကိုတွေ့ပါတယ်။မမေမမေကြည့်ပါဦး ဖေဖေရဲ့ကားပုံစံကြီးဈေးမှာရှိရယ်ကားကိုကြည့်ရတာ စားစရာဝေးတဲ့ကားနဲ့တူတယ်မမေလာတော်ပြီးတော့ယူကြရအောင်ဟဲ့သူတို့အလကားကျွေးတာမဟုတ်ဘူးအဲ့အတွက်ငါတို့ကပတ်စံပေးရမှာပတ်စံပေးပြီးမှစားစရာရမှာလာကြလာကြလက်ဆက်တဲ့မုံအချိုတွေအကုန်ရမယ်ဈေးလဲတက်တာမယ်ဗျို့ဘန်ကားပေါ်မှာရောင်းတဲ့မုံကိုစားဖို့လူများကြီးစုနေတာမြင်ပြီးလှက်လှက်လေးမျက်လုံးပြူးသွားပါတော့တယ်ဒီဘန်ကားနဲ့ဈေးတဲ့ကဆိုင်ဖွင့်ရောင်းနေတဲ့လူတွေထက်တောင်ပုံရောင်းကောင်းနေတယ် အထဲမှာမိဖို့ကြောင့်လည်းရှိတယ်။သူတို့တွေကနေဖို့ထိုင်ဖို့စားဖို့တောက်ဖို့အတွက်တရားစင်စားထားတာပဲ။ပန်ကားထဲမှာစီးပွားရှာတာကောင်းလိုက်တာ။ဈေးဝယ်လို့ပြီးတာနဲ့လက်လာကကလေးတွေနဲ့အတူအိမ်ပြန်လာခဲ့ပါလေ။အင်ရောက်တန်းနဲ့ဝီဖြူကအဖွားအဖွားဘန်ကားပေါ်မှာမုံဂျူတွေအများကြီးရောင်းနေတာတားတွေးခဲ့တယ်။အထဲမှာမိဖို့ကြောင့်လည်းရှိတယ်။ချွေးမကြီးကလေးတွေကဘာတွေပြောနေလဲ။ငါဘာမှနားမလဲတော့ဘူး။အမေသူတို့ကဘန်ကားပေါ်မှာမုံရောင်းတာပြောနေကြတာ။ အခုလူတော်တော်များများဘန်ကားလိုကားပေါ်မှာစီးရောက်နေကြတာကားပေါ်မှာလက်ဆက်တဲ့စားဆရာတွေချက်ပြီးတခါတည်းကိုရောင်းကြတယ်ပြီးတော့သူတို့တွေကအဲ့ဒီကားထဲမှာပဲနေကြတာလေကားပေါ်မှာစားဆရာချက်ပြီးရောင်းတာအဆင်ပြေပေမဲ့သူတို့အဲ့ဒီကားပေါ်မှာဘယ်လိုမျိုးနေနိုင်တာလဲတတော်ခက်ခဲမှန်ထန်တယ်။တမီလည်းအဲ့ဒီကိစ္စတွေးနေတာလူတွေကအထဲမှာနေတိုင်းမို့အဆင်ပြေအောင်တေချာတက်ဆင်ထားကြတယ်။ဒီလိုဆိုရင်တော့တတော်ကောင်းတာပေါ့။တနေရာထဲမှာပဲဆိုင်ဖွင့်ပြီးရောင်းတာထက်ဆိုင်ပတ်ပြီးရောင်းတာပိုကောင်းမှန်ထန်တယ်။ ကိုကြိုက်တဲ့နေအောင်ရောင်းလို့ပြီးသွားရင်ညဖက်ကြိုက်တဲ့ညမှာကားရက်ပြီးအိတ်လို့ရတယ်။အနေဆုံးလရင်လတိုင်းအိမ်လခပေးဖို့စိတ်မပူရတော့ဘူးလေ။အမေပြောတာမှန်တယ်။ယနေ့နေ့ကြာသွားတဲ့အချိန်လူတချို့ကဒေါ်ယူရဲ့အိမ်ကိုကြည့်ပြီးချီးကျူးတယ်လို့ဒေါ်နီရဲ့တထက်တိုက်ထဲမှာလူများကြီးစုနေတာကိုကြည့်ပြီးတော့လေလောင်ပြောင်သွားတက်ကြပါလေ။ဒီလိုနဲ့ပဲတည့်ရမှာတော့အမကြီးကြည့်ပါဦးဒီစီးရောင်တွေကအမအိမ်နဲ့ရမ်းလိုက်မှာပဲပြီးတော့စီးပူတွေကလည်းဈေးသက်တာတွေ ဒီဆေးကကြည့်ရတာအရင်ပြော့တယ်။ငါဈေးပေါ်တဲ့ဆေးတွေမတောက်ချင်ဘူး။ဈေးပေါ်တဲ့ဆေးတောက်လို့ရှင့်ခဏခဏအိမ်ကိုဆေးပြန်တောက်ရမှာ။ဈေးကြည့်တဲ့ဆေးကိုတောက်မယ်ဆိုရင်တခါလေးနဲ့ပြီးရဲ့လေ။အဲ့လိုဆိုရင်ဒီဈေးကြည့်တဲ့ဆေးဘူးကိုကြည့်လိုက်ပါ။ဈေးကြည့်ပေမဲ့အရောင်အဖျော်အတောက်အကုန်ရတယ်။တွေ့ကြရအောင်ဆေးတောက်ဆရာလား။ငါရဲ့ချွေးမှကြိုက်တဲ့အရောင်စိုးမယ်။ဒေါ်ယူဟာသူ့ရဲ့အိမ်နီးနားချင်းတွေကိုကြားရင်သူချွေးမလောင်းကိုဖုန်းဆက်ပါလေ။ဟယ်လိုမမေမင်္ဂလာပါမင်္ဂလာပါသမီး အမိတ်အိမ်ကိုစေးတုံနေတာသမီးကြိုက်တဲ့အောင်ပြောလေသမီးအထင်တော့ peach နဲ့ purple color တွေက riot color တွေလေအမေတီနီအောင်တဲ့တရားအောင်စိုးလိုက်လေအရန်လှမှာတိတ်ချားတယ်ကောင်းပါပြီသမီးသမီးပြောတဲ့အောင်နဲ့တုတ်လိုက်မယ်နော်ဒီလောက်ပြောပြီးတော့ဒေါ်ယူလေးဖုန်းချလိုက်ပါတော့တယ်ဒေါ်ယူကသူ့ချွေးမှကြိုက်တဲ့အောင်ကိုစေးတုံလိုက်ပါတော့တယ်ဒီမြင်ကွင်းအကုန်လုံးကိုဒေါ်နင်းနဲ့သူ့ရဲ့ချွေးမှလှလှတီတာတို့ကလည်းအပြင်မှာဆန်ကိုတန်ရှင်းရေးလုံရင်ကြည်နေကြပါလေ အရင်လတွေတုန်းကပဲသူတို့တုံးထက်တိုက်ကိုစောက်ထားတာအချိန်ဘလောက်မှမကြာသေးဘူးစီးပြန်တုံနေပြီသူတို့လိုချမ်းသာတဲ့လူတွေကကြွားရတာအရင်ကြိုက်ကြတယ်လေသမီးရဲ့ပြီးတော့သူတို့တွေကပတ်စံချောင်းစဉ်းစားဖို့မလိုဘူးလေစဉ်းစားဖို့လိုတာအမေတို့လို စားဖို့တောက်ဖို့တောင်မနေ့ကိုစဉ်းစားရတဲ့စင်ရဲသားတွေပဲအဲ့ချိန်အိနေကနေဝီဖြူးကရှုံဝင်သွားတဲ့ပကံကန်ပြီးအိရှိကိုငိုရင်းနဲ့ထွက်လာခဲ့ပါလေမမေမမေကြည့်ပါဦးတာထမင်းစားနေတော့အပေါ်ကနေဒီနေ့ထပ်ပြီးတော့ရှုံနေအများကြီးကြလာတယ် အခုတာဝကန်ထဲမှာရှင်နေနေဆိုတော့တာဘာဥစားရတော့မှလဲဘယ်ချိန်မှကြည်ကြည်အမိုးဒါမှမဟုတ်နေရန်နေအများန်ရှင်နေကြနေတယ်တခါတလေစားเสียပေါ့ကြတယ်တခါတလေကြတော့အိပ်ရပေါ့ကြတယ်အိမ်ရဲ့အခြေအနေဆိုတော့ဘယ်တက်နိုင်ပါမလဲချွေးမရဲသွားပြီးတော့နောက်တပကံခူးပေးလိုက်ထမင်းနောက်တပကံခူးပေးလိုက်ဆိုတာကြတော့လလရဲ့မျက်နှာဟာအငဲတဲ့ပုံစံကိုချက်ချင်းပြောင်းလဲသွားပါတော့တယ်စားเสียရီကကုံသွားပြီရမေသမီး မိဖို့ကြောင့်တစ်ခါတော့သွားပြီးကြည့်ပါလားစားစရာနည်းနည်းလောက်ကက်ပြီးကြံ့ကြံ့မှာပါကက်နေတဲ့အကက်တွေအကုန်လုံးခွာပြီးတော့ရှိသလောက်ကျွေးလိုက်ပေါ့ကလေးကအနည်းဆုံးနှလုံးသုံးလုံးလောက်စားရမှာပါအိုးထဲမှာဆန်တစိတော်မရှိတော့ဘူးဝမေဒီနေ့ချက်ဖို့ရိတ်ခါနည်းနည်းလေးပဲရှိရကြောင်းသမီးစားစရာတွေကိုနည်းနည်းလေးပဲချက်ခဲ့တာဝေဖြူဟာရှင်ပေးနေတဲ့ပကံကိုကြည့်ပြီးအိမ်ရဲ့မတက်သားတဲ့အခြေအနေတွေကိုကြားလိုက်ရတဲ့အခါမှာတော့နားလည်မှုနဲ့ပြန်ပြေပါတယ်ဘာမှမဖြစ်ပါဘူးအမေအဖေ ပကယ်နဲ့ကိုရှုံနေနေနဲ့ပဲကြာသွားတာတာရှင်ကိုဖယ်ပြီးစားလိုက်မယ်လေအမေပဲပြောတာလေစားစရာတွေကိုအလကားမပြည့်ရဘူးတဲ့အမေတို့ကဒီစားစရာရအောင်လို့အများကြီးကြိုးစားထားရတာဝေဖြူဟာရှုံပေးနေတဲ့ထမင်းကိုအပါတိယစားပြတော့အမေနဲ့အဖွားလေးနှလုံးသားကွဲမတက်အောင်နောင်ကျင်ခံစားကြရပါတယ်ဖေးဟာရေဘယ်အိမ်ကိုမှကလေးကိုထမင်းမကျွေးနိုင်ရလောက်တဲ့အထိစင်းရအောင်မလုပ်ပါနဲ့ငါတို့လိုစင်းရတဲ့လူတွေကထမင်းကိုစားနေနေပြီးစားဖို့ပဲကံပါတယ် ပြီးတော့အိမ်ကားနေရတဲ့ဘဝနဲ့ပဲရှင်ဖို့ကံပါလာတာအမေရဲ့မငိုပါနဲ့တိတ်ပါနော်တနေ့ကျရင် အကုန်လုံးအဆင်ပြေမှာပါကြီးနေရင်လည်းပဲညရောက်သွားပါတော့တယ်တိန်လုံးကမျောလင်းကြံမျက်လုံးလေးနဲ့စောင့်နေတဲ့အချိန်အာကာကရေခါမဝဲပဲအိမ်ပြန်လာခဲ့ပါတယ်မမေမမေပုံမှန်ကြည့်ပါအောင်ဖဖေးပြန်လာပြီမမေသမီးတို့အတွက်အမြန်ချက်ပေးမမေတို့ချက်နေတော့နင်းနဲ့ငါပန်ကားနဲ့သွားဆော့ကြမယ်ဟုတ်တယ်မသွားဆော့ကြမယ်လေ ိမ်ထဲမှာဆိုရင်အရန်ပူတယ်။တပည့်ရဲ့ကားထဲမှာဆိုရင်ရဲအေးတာ။တီတာနဲ့ဝီဖြူဟာကားထဲမှာသွားဆုံကြပါတော့တယ်။အထင်းမှာလှလာကယောက်ျားရဲ့ဘလို့ဖြစ်တာလဲ။ရှင်းကိုကြည့်ရတာအရန်စိတ်ညစ်နေတယ်လို့ပဲ။အိမ်ကိုပါရိတ်ခါမှမဝယ်ခဲ့ဘူး။အိမ်မှာဆန်စီပဲကြုံ အကုန်ကုန်သွားတော့စားစရာဘလို့ချက်ရမှာလဲရှင်။မိမကြီးတတိယလာစာကိုတရင်ကြောကြမှတိုးပြီးပြေးမယ်တဲ့။သူသာပစွန်နည်းနည်းလေးပြေးခင်ငါရေးခါတွေဝေလာခဲ့ပါလေ ပတ်စံသာရခင်ရင်အင်လာကပေးလို့ရပြီအခုဆိုရင်အင်လာကလည်းပေးရတော့မယ်လေဒါရီအကုန်လုံးကိုဘယ်လိုလုပ်ရမလဲသတင်းကြိုးကြမှာပေးမယ်ပြောတာတားလို့လာစာကိုတူးပေးမှာပါဒီတစ်ခေါက်လာစာတူးပေးဖို့ပြောကြည့်လေအဖေတတိကိုတိုင်းဟာဒီတစ်ခါလာစာတူးပေးမယ်လို့တော့ပြောထားတယ်လောလောဆယ်လာစာကမရသေးတော့အိမ်သုံးစည်းကိုဘယ်လိုလုပ်ကြမလဲတာစိတ်မပူနဲ့တူတာခေါ်ပြီးပတ်စံနဲ့တောင်းချင်မယ်လေသမီးရဲ့သွားဒေါခင်မစီအားတူတာကိုဆက်မယ်ဆိုပြီးဖုန်းခဏငါးခဲ့ဟုတ်ကဲ့မေ ။သူစားကအင်းနီလာချင်းစီသွားတဲ့အချိန်ဒေါခင်မကသူ့ချေးမနဲ့ဗန်ကားပေါ်မှာစားစရာတွေကိုတင်နေပါတယ်။တမီးလေးကားပေါ်စားစရာတွေအကုန်တင်ပြီးပြီဆိုတော့အိတ်ဖို့အတွက်ဆောင်နဲ့တခြားအသုံးဆောင်လေးတွေတင်လိုက်နော်။ခရီးထွက်တဲ့အချိန်စားဖို့တောက်ဖို့အတွက်ကက်စမီဖို့အသေးတောင်တမီးထည့်ပေးပြီးအဲ့မှာခောက်ဆဲပြုတ်စားကြမယ်နော်။သူတို့နှစ်ယောက်စကားပြောနေတော့သူစားကလာပြီးတော့ကားထဲမှာထည့်ထားတဲ့ပစ္စည်းတွေကိုကြည့်ပါတယ်။ဒေါခင်မဟာဒေါယူထက်တောင်မှပို့ပြီးတော့ချမ်းသာပါတယ်။ သူတို့တွေကနှစ်ထပ်ကြိုက်ခေါင်းစားဆောက်ထားပြီးလှပတဲ့ဝဒနာနဲ့အတူအမိုးပွင့်နဲ့လတာဆောင်လေးရှိပါတယ်။သူတို့ဟာရာရာပြည့်ပြည့်စုံတယ်လို့သူတို့စီမားရှိတဲ့ဘန်ကားနဲ့သူတို့တမိသားစုလုံးနဲ့အပန်းဖြေခရီးကိုအမြဲတမ်းထွက်တတ်ကြပါတယ်။အန်တီတို့ကအပြင်သွားမလို့လား။တမင်အကိုတုဒ္ဒစီဖုန်းတစ်ခါလောက်ခေါ်ချင်လို့တနေရာထဲမှာနေရတာအရင်ပြင်းလာလို့လေအပြင်ကိုခီးတစ်ခေါက်လောက်သွားဖို့စဉ်းစားနေတာ။ကျော်ဖုန်းယူစကားပြောပြီးမှပဲပြန်လာပေး။ သူစားကအင်လာပြီးအကိုတုတ္တကိုဆက်ပြောပါတယ်။ဖုံးဆက်ပြီးတော့သူ့အမေကိုစကားပြောဖို့အတွက်လှမ်းပေးလိုက်ပါတော့တယ်။ဒါတုတ္တရေအိမ်မှာအချင်းနေဘလို့ရှိလဲ။ဒါအဆင်ပြေပါတယ်မေ။အိမ်မှာရောအချင်းနေဘလို့လဲ။ဒါလေးရေဒီလာအာကရဲ့တထရာလှဆောင်နောက်မှပြီးမယ်ဆိုပြီးအချင်းယူလိုက်တာ။အဲ့ဒါအိမ်မှာစားဖို့ရိတ်ခါတွေမဝယ်ရသေးဘူး။အဆင်ပြေလို့ရှိရင်လေမြို့ကနေပတ်စံနည်းနည်းလောက်လွှဲပေးလိုက်ပါလား။အိမ်စားဖို့အတွက်ပတ်စံအောင်စုဖြစ်လား။အမေ တာကြိုးစားပြီးစုမှပတ်စံ၁၀သိန်း၅သိန်းလောက်စုဖြစ်တာပတ်စံရှာပေမဲ့အခန်းစည်းရေးစားတော့တဲ့စည်းရေးကရှိသေးတယ်လေအမေရဲ့တာပတ်စံလွှဲပေးမယ်နော်သူတကသူစုထားတဲ့ပတ်စံတွေကိုအင်ကိုလွှဲပေးလိုက်ပါတော့တယ်လာရီကုံသွားတဲ့အခါမှာတော့ဒေါ်နေဟာသူ့သားလေးကိုရမုံနဲ့လက်ထပ်ပေးလိုက်ပါတယ်ဒီချိန်မှာဘေးအင်ကသုံးထပ်ပိုင်းရှင်ဒေါ်ယူကသူ့ရဲ့ချွေးမလေးကိုကားပေါ်ကနေခေါ်လာပါတယ်လာခဲ့လာခဲ့ချွေးမလေးသမီးကိုကြိုးဆိုတယ်ချမ်းသာတယ်ဆိုတာ တော်ယူလိုမျိုးချမ်းသာတာပြောတာသူ့ရဲ့သားလေးကိုတလောက်ခန်းခန်းနာနာမင်္ဂလာဆောင်ပေးတယ်တဦးတည်းရှိတဲ့သားနဲ့ချွေးမလေးတို့အတွက်သုံးထပ်တိုက်ဆောက်ထားပေးတယ်ဘသူ့သားမင်္ဂလာဆောင်မှတော်ယူတို့အိမ်လာမခံနာခဲ့ဘူးဘေးအိမ်ကတော်နင်းတို့ကြည့်ပောင်းဟဲသူတို့တွေကတစ်ထက်ပဲရှိတဲ့အိမ်မှာနေနေတာအခုဆိုနောက်ထပ်ချွေးမတယောက်ထပ်တိုးလာပြန်ပြီလေအလင်းလာရဲ့အင်းတင်းနှစ်ယောက်ကသူ့ရဲ့သုံးထပ်တိုက်ကောင်းချောင်းကိုပြောတာကြားပြီးတော်ယူဟာဘေးအိမ်အကြောင်းကိုပူတောင်ရွှေပြောလိုက်ပါတော့တယ်ငါတို့ကကုန်တီရှိတဲ့လူတွေ သူများတွေလိုမျိုးအစ်စ်မရှိရဲ့လူမဟုတ်ဘူး။သူများတွေကဘလို့တောင်တခန်းထဲမှာအကုန်စုပြီးနေနိုင်ကြလည်းမသိဘူး။ဟုတ်ပါမယ်။ privacy ဆိုတဲ့အရာလည်းရှိသေးတယ်လေ။ဒီလိုအကြောင်းစင်းရတဲ့သူတွေမသိပါဘူး။ဘေးငါလူတွေစောင်းပြောတာကြတော့ရမုံကအမသိလား။တချို့လူတွေကချမ်းသာပြီးနေဆံအိမ်ကြီးကြီးတွေရှိတယ်။စင်းရတဲ့သူတွေကတအိမ်ထဲမှာစီစီလုံးလုံးနေနိုင်ကြပေမဲ့ချမ်းသာတဲ့သူတွေကတအိမ်ထဲမှာတဆိုင်လိုမျိုးဖြစ်နေရလေ။ ရမုံပြန်ပြောတာကြားပြီးဒေါယုနဲ့သူ့ရဲ့ချွေးမလေးမျက်နှာပြက်သွားပါတော့တယ်။ဘာမှအဖြစ်မရှိတဲ့လူကပြန်ခံပြောနေတယ်ပေါ့။ငါသူ့ပညာပေးပြမကြည့်နဲ့။ဒေါယုဟာအိမ်ပိုင်ရှင်ကိုဖုန်းဆက်ပြီးဒေါနင်းတို့ရဲ့မကောင်းကြောင်းကိုပြောပါတယ်။နိုင်ပိုင်းလောက်ကြားတဲ့အချိန်အိမ်ပိုင်ရှင်ကလာပြီးဒေါနင်းတို့မိသားစုကိုအိမ်ပေါ်ကနေဆင်းခိုင်းပါတော့တယ်။မင်းတို့တွေတော်တော်ရှက်မရှိတာပဲ။ငါရဲ့အိမ်ကိုရိတ်သားများမှတ်နေတာလား။မင်းတို့ကြိုက်တဲ့လောက်လူတွေဝင်ထွက်နေကြတယ်။ငါကလူချောက်ရောင်နေဖို့အတွက်အိမ်ငှားခဲ့တာလေ။ အခုလူက၁၀ရောက်တောင်နေနေတယ်။ငါ့အိမ်ဘောကနေအခုချက်ချင်းဆင်းကြ။ငါလူနေတဲ့မိသားစုကိုပဲငှားတော့မှာ။အေးရှင်ကြီးခင်ဗျာကျွန်တော်တို့ကိုဒီလိုပြောလို့မရဘူး။ကျွန်တော်တို့ကအမြဲတမ်းအိမ်လာကကိုချိန်ပန်ပေးတယ်လေ။မင်းအမြဲငါ့ကိုပြန်ပြီးခံပြောရသေးတယ်ပေါ့။အခုချက်ချင်းအိမ်ဘောကဆင်းကြ။အချင်းမကောင်းတဲ့အင်းရှင်ဟာတိမ်လုံးကိုအိမ်ဘောကနေနှင်ချလိုက်ပါတော့တယ်။အင်းရှင်ဟာသူ့ရဲ့အိမ်တော့ကိုခတ်ပြီးတော့ပြန်သွားပါတော့တယ်။စိတ်ညစ်နေတဲ့ဒေါ်နင်းတို့မိသားစုကိုကြည့်ပြီး ဒေါ်ယူကရည်ပြပါတယ်အခုငားနေတဲ့အိမ်ပါပါသွားပြီအမယူအမကိုရဲ့သုံးထက်တိုက်ကိုအမြဲကုန်ယူခဲ့တာမလားတနေ့အမနောင်တရလိမ့်မယ်အာကာကတင်လုံးကိုသူ့ရဲ့ဘန်ကားပေါ်တင်ပြီးခေါ်သွားပါတော့တယ်မမေဖဖဒီနေ့စပြီးသမီးတို့ကဘန်ကားပေါ်မှာပဲနေရတော့မှာလားဒီကသမီးတို့ရဲ့အိမ်အစ်စ်လားဟင်ဟုတ်တယ်သမီးအိမ်အစ်စ်မရမချင်းအမေတို့ဒီနေ့မှာပဲနေရမယ် ားတို့ဒီတောင်းနေတဲ့အိမ်လိုကားပေါ်မှာအတူတူပျော်ပျော်ရွှင်ရွှင်နေကြမယ်။အမိုးကခိုင်တော့ရှုံနေလဲကြာမှာမဟုတ်တော့ဘူး။အရှိန်တန်းရောက်တဲ့အခါမှာတော့လမ်းနေရာလွတ်တာမြင်ပြီးအကားကကားရက်လိုက်ပါတော့တယ်။အိမ်ညာမှာတိန်လုံးကဘိုက်စာစာနဲ့ပဲအိတ်ခဲကြပါတယ်။နောက်နေမှာအကားကတထီးစီကိုသွားခဲ့ပါတယ်။သူ့ရဲ့တထီးဟောင်းကွန်တိန်နာရောင်းနေလို့ကိုလောက်ပါတယ်။တထီးကျွန်တော်ပတ်စံနေနေလောက်ပြီးပါလား။တရင်ကြောက်ရောက်တဲ့အချိန်ကျွန်တော်မဆောင်နိုင်တော့ဘူး။ ကျွန်တော်ရဲ့မိသားစုကစားစရာမရှိဖြစ်နေပြီ။အင်းရှင်ကအိမ်ဘဝနှင်ချလိုက်လို့ကျွန်တော်တို့တမိသားစုလုံးဒုက္ခရောက်နေတယ်။ငါပြောတာတေချာနားထောင်အောင်အခုကုမ္ပဏီကရှုံးဘက်ကိုသွားနေလို့ငါလူသမားတွေအများကြီးကိုရှော့ပစ်လိုက်ရတယ်။အခုငါဒီကုမ္ပဏီကိုရောင်းလိုက်ပြီ။မင်းလိုချင်ရင်ငါ့ရဲ့ဗန်ကားကိုယူလိုက်။မင်းလိုအပ်ရင်ဒီနေရာမှာရှိတဲ့ကွန်တိန်နာလုံးတွေကိုလည်းယူသွားလိုက်။ညီကိုနှစ်ယောက်လည်းကွန်တိန်နာတွေအကုန်လုံးကိုကားရှိတဲ့နေရာစီကိုတည်သွားကြပါတော့တယ်။ ရှင်တို့ကတလောက်များတဲ့ကွန်တိန်နာတွေဘာလို့ဖို့ယူလာလဲရမောင်ကြီးတတိယကုမ္ပဏီကိုပြန်ရောင်းလိုက်ပြီဒါကြောင့်အခုရေလိုအားကပတ်စံရတော့မှာမဟုတ်ဘူးတတိယလိုအားကအနေနဲ့ဗန်ကောက်ပေးလိုက်တယ်ဒီကွန်တိန်နာတွေကိုလည်းတန်တယ်ဝယ်တဲ့ဆိုင်ကိုတွားရောင်းလိုက်ရင်ပတ်စံရလိမ့်မယ်ပတ်စံရလို့ရှိရင်ငါတို့စားတော့လို့ရပြီကွန်တိန်နာအများကြီးကိုမြင်ပြီးရမောင်ဟာသူ့ရဲ့တီထွင်တွေးတောင်းနိုင်တဲ့အကြံဉာဏ်ကိုအသုံးချလိုက်ပါတော့တယ်သူဟာကွန်တိန်နာတွေရောင်းတာကိုမရောင်းမှုအတွက်တားလိုက်ပါတော့တယ်ကွန်တိန်နာတွေမရောင်းပါနဲ့ ဒါရီဟာအရန်အတုံးဝင်နေဒီဟာကပဲလှုပ်ရှားနိုင်တဲ့အိမ်ဆောက်ဖို့ခိုင်ခက်တဲ့နေရန်ဖြစ်ပေးလိမ့်မယ်တကယ်လားတအားမှာတုံးတဲ့ရင်ရှိတော့မှာလားဒီလိုဆိုရင်တအားလည်းပျော်ပျော်ရွှင်ရွှင်နေကြမယ်တအားအတွက်ကိုပိုင်ခန်းရှိလာတော့မှာပေါ့ဟုတ်တယ်သားလေးဒီတုံးထက်အိမ်မှာအခန်းနဲ့အများရှိလိမ့်မယ်အကုန်လုံးအတွက်ကိုပိုင်အခန်းရှိလိမ့်မယ်ချွေးမငယ်လေးဒါရီဟာဘလို့လို့ပြီးဖြစ်နိုင်မှာလဲငါတို့မှာအိမ်ဆောက်ဖို့အတွက်အုတ်တခဲတော့မရှိဘူးလေပတ်စံလည်းမရှိအရေးကြီးဆုံးဖြစ်တဲ့မြေနေရာလည်းမရှိဘူး ။သွားနေတဲ့အိမ်ဆောက်ဖို့အတွက်သမီးတို့မြင်နေရမလို့ဘူးအမေရဲ့။သမီးတို့လမ်းဘေးမှာအိမ်ဆောက်ပြီးနေရဲရီလာဖြူမှာ။အဲ့ဒါကြောင့်သမီးတို့ကကားရဲ့အပေါ်မှာတုံးထက်ဆောက်ပြီးတော့နေကြမယ်လေ။ရမုံကြီးကွန်တိန်နာရှိအောင်နဲ့တုံးထက်ရင်ကိုဘယ်လိုဆောက်လို့ရမှာလဲ။မတို့တခြားပစ္စည်းတွေလည်းအများကြီးလိုလိမ့်မယ်။လောလောဆယ်အိမ်နဲ့ရန်နဲ့ခမိုးကောင်းကောင်းလေးရှိတော့အပေါ်မှာဆောက်ပြီးနေလို့ရတယ်။အိမ်အထက်ပြင်ဆင်ဖို့အတွက်တဖြည်းဖြည်းစဉ်းစားပြီးရှေ့ဆက်ကြမယ်လေ။ညီကိုနှစ်ယောက်ကကားပေါ်တက်ပြီးစစ်ကြည့်တော့ကားမိုးကတန်လိုမျိုးမှကြောပါတယ်။ ကားပုံစံကိုကြည့်ရတာအရန်ဟောင်းပြီးသိမ့်မမိုက်ဘူးလို့ထင်ရပေမဲ့သူ့ရဲ့အမိုးကတော့အရန်ခိုင်ပါလေဒီပေါ်မှာနှစ်ထပ်လောက် EC ဆောက်လို့ရတယ်ညီကိုနှစ်ယောက်လုံးကအပုပ်ကိုတေးချဆစ်ဆီးပြီးအိမ်ဆောက်ဖို့အတွက်ဒီဇိုင်းကိုပြင်ဆင်ကြပါတော့တယ်အကိုကြီးအပေါ်မှာအခန်းနှခန်း EC လုပ်လို့ရတယ်ကျွန်တော်တို့ပစ္စည်းနည်းနည်းတော့လိုလိမ့်မယ်အိမ်မှာအရင်ဆုံးတိုင်ထောင်ရမယ်လလို့စိန်အိမ်ဆောက်ဖို့အတွက်လိုအပ်မယ်တန်ချောင်းကြီးစခရူနဲ့တခြားပစ္စည်းတွေဝယ်ဖို့အတွက်ပတ်စံတွေအများကြီးလိုလိမ့်မယ် ပစ္စည်းတွေအကုန်လုံးကဈေးရင်းကြီးတောင်။တန်တွေပစ္စည်းတွေကိုဟောင်းဆိုင်မှာရလိမ့်မယ်။ကျွန်တော်တို့တစ်ခေါက်လောက်သွားကြည့်ကြရအောင်။ညီကိုနှစ်ယောက်လုံးလိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့အတွက်တန်တွေဟောင်းဆိုင်ကိုသွားကြပါတော့တယ်။အဟောင်းဆိုင်မှာဆူလာပြားနေပြင်းပေါအဟောင်းတွေကိုသူတို့ကတွေ့လိုက်ပါတယ်။ဟောင်းမယ်မယ်လေးကြည့်ရတာတန်နေပါတယ်။အခုဒါဘာကြီးလဲ။ဒါဆူလာပြားလေးညီလေးရဲ့အခုခေတ်အိမ်ဆောင်လို့ရှိရင်ဆူလာပြားတွေကိုအဓိကသုံးနေကြပြီလေ။ သူတို့ပိုးတဲ့အပိုင်းစာလေးတွေကိုလာပြီးရောင်းသွားတတ်ကြတယ်။အရန်မာကြိုးပြီးတော့အိမ်မှာတက်ဆင်လို့ကောင်းနေ။ဇိုလာပြားသုံးပြီးစောင့်ထားတဲ့အိမ်တွေဟာနေ့စဉ်ခြေတရာရောက်ပြီးအသုံးတည့်တယ်။ကျွန်တော်တို့ကိုဘယ်လောက်နဲ့ရောင်းမိမလဲ။မင်းတို့လိုချင်တော့တက်ကီလိုကို2300ပေးပြီးဝယ်သွားကြ။ဆိုင်ရှင်ဟာပိုးနေတဲ့ဇိုလာပြားတွေအကုန်လုံးကိုရောင်းပေးလိုက်ပါတော့တယ်။ညီကိုနှစ်ယောက်လည်းအိမ်ဆောက်ဖို့လိုအပ်တဲ့တန်ဆက်ကရူအကုန်လုံးကိုဝယ်ပြီးကားရှိတဲ့နေရာကိုပြန်လာခဲ့ကြပါတယ်။ ယောက်ျားနဲ့အင်းစားဆောက်ပြီးပစ္စည်းတစ်ခုချင်းစီကိုခိုင်ခိုင်မာမာနဲ့တေးချာကြည့်ပြီးစောက်ကြပါလိုတယ်။တခြားတစ်ဖက်မှာချွေးမာတွေဟာပြတင်းပေါက်နဲ့ကြမ်းကင်းလုပ်ဖို့အတွက်တော်ရီကနေတစ်သားနဲ့မြက်တွေကိုခူးယူလာကြပါတယ်။မြက်ကိုကြည့်ရတာအယမ်းနုရဲ့ဒီမြက်နဲ့ညီမတို့ရဲ့အိမ်အတွက်ကြမ်းကင်းလုပ်ကြမယ်။နောက်ပိုင်းညီမတို့မှာပတ်စံရှိလာတော့အကောင်စားကြမ်းကင်းတွေဝယ်ခင်းကြမယ်လေ။ကြည်နေရင်လည်းညရောက်သွားပြီးအကောင်လုံးနဲ့ဗန်ကားတွေမှာအိတ်လိုက်ကြပါတော့တယ်။ နောက်နေ့မနေ့ရောက်တော့အကုန်လုံးပြန်စူးစမ်းပြီးတော့အလွတ်လွတ်ခဲ့ကြပါတယ်။စူးစမ်းလို့ပြီးသွားတော့သူတို့ရဲ့သုံးတက်ရှိတဲ့ကားအိမ်ကအစင်းနဲ့ဖြစ်သွားပါတော့တယ်။ပထမတက်မှာမိဖို့ကြောင်းတန့်စင်ခဲနဲ့အခန်းတစ်ခုလည်းရှိပါတယ်။ဒုတိယတက်မှာအခန်းတွေနဲ့ဝရဏတစ်ခုလည်းရှိပါတယ်။တတိယတက်မှာအခန်းနဲ့မိုးပွင့်တဲ့လာသာဆောင်တစ်ခုရှိပါတယ်။သုံးတက်အိမ်ကိုကြည့်ရတာရင်းကောင်းပြီးတော့လျှက်စစ်သုံးဖို့အတွက်ဆူလာပြားတွေကိုလည်းတက်ထားပါသေးတယ်။ ဇူလာပြားတွေကနေလင်းရောင်ကိုတုံးလျှက်စစ်ထုတ်ပေးပါတယ်။ညီကိုနှစ်ယောက်ကသူ့ရဲ့ကားအိမ်ပေါ်မှာလျှက်စစ်တွေကိုတီချာတက်ဆင်ထားပါတယ်။ဒီတမီသားစုလုံးဟာသူ့ရဲ့အိမ်ကားကိုမြင်ပြီးအယံကိုပျော်ရွှင်နေကြပါတော့တယ်။အယံပျော်လွန်းလို့အကုန်လုံးရဲ့မျက်လုံးတွေလည်းမျက်ရည်တွေဝိလာခဲ့ကြပါတယ်။ရင်တော့ငါတို့တွေဆင်းဆင်းရဲရဲနဲ့နေခဲ့ကြတယ်ဘဝမှာတခါမှငါတို့ရဲ့ကိုပိုင်ရှိလာလိမ့်မယ်လို့မထင်ခဲ့ဘူး အခုတော့ငါတို့မှကြိုက်တဲ့ညာသွားလို့ရတဲ့သုံးထက်ရှိတဲ့အိမ်ပုံစံကားရှိနေပြီအမေဖခင်သမီးတို့ရဲ့တီးခတ်နိုင်စွမ်းကိုအရင်ဆုံးဆက်တယ်ဆစ်လို့ပြီးသွားရင်သမီးတို့ဆုလက်ပြန်ပေးတယ်ဟုတ်တယ်ငါတို့လာတိုင်းအိလာကပြေးဖို့မလိုတော့ဘူးငါတို့အခုအပူပင်ကင်းသွားပြီဒီနေ့သားတို့ရဲ့သုံးတဲ့ရင်ကိုရပြီအမေဒီနေ့စားကောင်းတာလေးတစ်ခုခုချက်တွင်းတော့ အာကာကကားမောင်းပြီးချင်းမနှစ်ယောက်လုံးကတော့သွားနေတဲ့ကားပေါ်မှာအကုန်လုံးတန်စားကောင်းတောက်ဖွဲတွေကိုချက်ပြုတ်ကျွေးမွေးပါတော့တယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်